ပရိသတ်များအလုံးမင်းမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လာမယ့်ဆက်ရှင်လေးမှာပွဲထိုးရမှာတော့မြန်မာ Fighter တန်းစဉ်ရဲ့အကြောင်းအကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာ UL လဝိလူငယ် fighter တန်းစင်ဟာလာမယ့် April 16ရက်နေ့မှာ1 championship မှာပွဲထိုးတက်ရတော့မှာဖြစ်ပါလိမ့်။တန်းစင်ဟာ1 championship မှာ၄ပွဲထိုးတက်ထားခဲ့ပြီး2ပွဲနိုင်2ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားပါလိမ့်။နောက်ဆုံးထိုးတက်ခဲ့တဲ့2ပွဲဆက်တိုက်ရှုံးပွဲကြုံတွေ့ခဲ့ရပါလိမ့်။ရှုံးနေခဲ့တဲ့2ပွဲမှာနာမည်ကြီး fighter တာကဲရူကိုလည်းပါဝင်ထားပါတယ်တန်ဇင်အားတာကဲရူကိုရှုံးနေခဲ့ပေမဲ့ပထမအချိန်မှာတာကဲရူကိုနော်ဒေါင်းကြောင့်ထိုးပြနိုင်ခဲ့လို့ပြိသက်အားလုံးချီကျူးတော့ခံထားခဲ့ရတာပါတန်ဇင်အားလက်ရှိချိန်မှာပွဲစဉ်နီးကပ်နေတာတော့မြမငလင်ဘေးအတွက်ကိုရန်ကူညီမှုတွေလှုပ်ဆောင်နေပါတယ်ဒီဒီချိန်မှာတန်ဇင်နဲ့ရင်ဆိုင်ထိုးသက်ရမယ့် fighter က time fighter ပတ်စုခွန်ဗစ်ဖြစ်ပါတယ်ပတ်စုခွန်ဗစ်ဟာ1 Friday fight ပွဲစဉ်တွေမှာကျင်လည်ခဲ့တာအတော်ကြာခဲ့ပါပြီပတ်စုခွန်ဗစ်ဟာ1 Friday fight ရဲ့ခေါင်ပွဲတွေမှာပွဲထိုးရတာများပါတယ် ူဟာဝမ်ချမ်ပီယံရှစ်မှာ9ပွဲထိုးသက်ထားခဲ့ပြီး3ပွဲနဲ့4ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားပါတယ်။နောက်ဆုံးထိုးသက်ခဲ့တဲ့4ပွဲစတိုက်ကိုရှုံးပွဲကြုံတွေ့ထားခဲ့ကြပါတယ်။နောက်ဆုံး4ပွဲစတိုက်ရှုံးထားတယ်ဆိုပေမဲ့သူဟာထိုင်းနာမည်သူဖိုက်တာခွန်တော်ရနီကိုတော့အနိုင်ပြထားခဲ့တဲ့ဖိုက်တာတစ်ဦးဖြစ်ပါတယ်။ဒါကြောင့်တန်းစင်အနေနဲ့ short cut ထားလို့တော့မရပါဘူး။တန်စင်နေနေကလည်းဒီပွဲကမဖြစ်မနေနိုင်ပွဲပြန်လဲပုံဖော်ရမှာဖြစ်ပါလိမ့်။တန်စင်အတွက်ဒီပွဲကအိစာကစားနိုင်ရင်အရန်မခတ်ခဲပေမဲ့ short တွက်ရင်တော့အရှုံးနဲ့ရင်ဆိုင်ရနိုင်ကြီးရှိပါလိမ့်။ ပတ်စုခွန်ဘက်ဟာ1 Friday fight စတဲ့အချိန်မှာအရန်ကိုနမရထားတဲ့ fighter တယောက်ပါဒါကြောင့်လုံးဝ short တွက်လို့တော့မရပါဘူးဒါပေမဲ့ပတ်စုခွန်ဘက်ကရှုံးပွဲဆက်ထားတာကြောင့်စိတ်တဲ့ဘိုင်းကတော့အကောင်းကြီးမှရှိမနေနိုင်ပါဘူးတန်စင်ကတော့ Suryan လက်ကိုရှုံနေခဲ့တဲ့ပွဲပြီးကလေးကနိုင်ပွဲပုံဖော်နိုင်အောင်အစွမ်းကုန်ကြိုးစားပြင်ဆင်နေတာတွေ့ရပါလိမ့်။တန်စင်ရဲ့ပွဲကလာမယ့် April 18ရက် အကြံပေးတောက်ကြနေမှာကျင်းပမယ်1 Friday 5 105ပြန်မှုမှာပါဝင်လာမှာဖြစ်ပါတယ်။တန်စင်တယောက် Time Fighter တယောက်ကိုထမှန်ဘလို့ရင်ဆိုင်ပြသွားမလဲဆိုတာစောင့်ကြည့်ရမှာပါ။တန်စင်နေနဲ့ဒီဘွဲကတော့လုံးဝကိုနိုင်ဘွဲရယူနိုင်အောင်စူးစမ်းပြရမှာဖြစ်ပါတယ်။နှစ်ဘွဲစလိုက်ရှုံးနေထားပြီးဖြစ်လို့ဒီဘွဲမှာနိုင်ဘွဲမရရင်တန်စင်နေနဲ့တော်တော်လေးကိုထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ဒါကြောင့်မလို့တန်စင်နေနဲ့ဒီဘွဲမှာနိုင်ဘွဲပုံဖော်နိုင်ဖို့အရေးကြီးပါတယ်။တန်စင်ကလည်းအစွမ်းကိုပြင်ဆင်ထားပြီးဖြစ်လို့နိုင်ဘွဲရရှိမယ်လို့ယုံကြည်မိပါတယ်။ ကျွန်တော်တို့မြန်မာဖိုင်တာလေးတန့်စင်နေနဲ့ဘလို့ရင်းဆိုင်ကြော်ဖြတ်သွားပြမလဲဆိုတော့လာမယ့်ဧပြီလ16ရက်နေ့မြကြိုင်စောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာမြန်မာကုန်ဆောင်လူငယ်ဖိုင်တာလေးတန့်စင်နဲ့နိုင်မွေးပုံဖော်နိုင်ပါစီလို့ဆန္ဒပြုပါတယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲလာမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပါသေးတယ်လုပ်သွားပြီးတော့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲတာရပေါ်ရှင်မှာကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ